မန်ယူကိုအနိုင်ပိုင်ပြီးမြန်မာနိုင်ငံပြန်လာနိုင်ခဲ့တဲ့မောင်မောင်တွေရန်ကုန်ဆယ်လီနယူပရိသတ်များအလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်မြန်မာပြည်သူပြည်သားတွေကအားကစားချစ်စိတ်တော်တော်လေးကိုရှိကြပါတယ်တခေတ်တခါတုန်းကဆိုရင်လေမြန်မာအားကစားကတကယ်ကိုပဲကဘာကိုလွှမ်းခဲ့ရတာဖြစ်ပြီးအာရှကြားလို့တောင်ခေါ်ခဲ့ရတာပါဒါပေမဲ့အခုနောက်ပိုင်းမှာဆိုရင်တော့အားကစားဆိုတာစာသင်ချိန်တွေမှာစာမသင်ခြင်းနဲ့ကလေးတွေအတွက်စော့စရာကစားစရာတစ်ခုဖြစ်တာဖြစ်နေခဲ့တာဖြစ်ပြီးအားကစားချစ်မြတ်နိုးစိတ်တွေဟာနှဲပါလာခဲ့ရတာ ာပဲဖြစ်ပါတယ်။ဒါအပြင်အားကစားတဲ့မှာမှလူတော်တော်များများစိုက်မြင့်တတ်တာလေအားကစားကိုပြောပါဆိုရင်တော့ဘောလုံးအားကစားပဲဖြစ်ပါတယ်။ဘောလုံးအားကစားကိုတော့အမျိုးသမီးရောအမျိုးသားရောကအားပေးကြတာဖြစ်ပါတယ်။ အထူးသဖြင့်နိုင်ငံတကာပြိုင်ပွဲတွေကိုဆိုရင်ပို့ပြီးတော့မှအားပေးလေရှိကြပါတယ်မြန်မာပြိုင်ပွဲတချို့ကိုတော့မြန်မာပရိသတ်တွေကအားမပေးတော့တဲ့အဆင့်အထိမြမအားကစားဟာအရှိအသွေးနှိမ့်ချလာခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့် Premier League Africa Cup လားအစရှိတဲ့ဖလားပြိုင်ပွဲတွေတာလင်ပရိသတ်တွေရဲ့စိတ်ဝင်စားမှုတွေမြင့်တက်ခဲ့တာဖြစ်ပါတယ်လွန်ခဲ့တဲ့ရက်မှာတော့မြန်မာပြည်သူပြည်သားတွေရဲ့အားကစားချစ်တဲ့ပြည်သူတွေအတွက်အားကစားစိတ်ဓာတ်တွေပုံမနိုးကြလာစေခဲ့ပြီးမြမအားကစားကဘာကိုတည်အောင်လုံလာနိုင်ခဲ့တဲ့အရာတစ်ခုရှိပါတယ်ဒါက ိသက်တွေအားလုံးကလည်းကြည်နဲ့ဝမ်းသာလိမ့်မယ်ထင်ပါတယ်မြန်မာအာကစားသမားတအုပ်ဖြစ်တဲ့မောင်မောင်လွင်ကကဘာနဲ့အလွန်အားပေးရတဲ့မန်ယူကို တကူးရင်းနဲ့အနိုင်ပိုင်းနိုင်လိုက်ခဲ့တဲ့ဖြစ်ရပ်ပဲဖြစ်ပါတယ်မန်ယူဆိုတာကဘာသောဘောလုံးအသင်းတစ်ခုဖြစ်ပါတယ်ဒါအပြင်မြန်မာပရိသတ်တွေများစွာပိုင်ဆိုင်ထားတဲ့အသင်းတစ်ခုဆိုရင်လည်းမမပါဘူးပြီးခဲ့တဲ့ရက်ကမန်ယူအသင်းနဲ့အာဆီယံလူငယ်များဘောလုံးအသင်းကမလေးရှားနိုင်ငံမှာချစ်ချင်ရေးပွဲဖြစ်ကံခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီပွဲမှာမြန်မာလူမျိုးမောင်မောင်လွင်ကလည်းပါဝင်ခဲ့ရတာပဲဖြစ်ပါတယ် ်မောင်မောင်လင်ကလက်ရှိအချိန်မှာအသက်29နှစ်အရွယ်ရှိတဲ့မြမလွင်ရေးစင်ကစားသမားတယောက်ဖြစ်ပြီးအခုချိန်မှာတော့ထိုင်းနိုင်ငံရဲ့အသင်းတစ်ခုမှာတိုက်စစ်မှုဖြစ်ဆော့ကစားနေတဲ့သူဖြစ်ပါတယ်မြမနိုင်ငံသားတယောက်အနေနဲ့အာဆီယံအော်စတာမှာပထမအဆုံးပါဝင်ခွင့်ရတဲ့သူဆိုရင်လည်းမမားပါဘူးအဲ့ဒီလိုမျိုးပါဝင်ခွင့်ရခဲ့တဲ့မောင်မောင်လင်ကမန်ယူအသင်းကိုပွဲပြီးကန်ဒီမိနစ်အနည်းငယ်လို့မှာ တကိုးထဲနဲ့အနိုင်ပိုင်းနိုင်လိုက်ခဲ့တာပဲဖြစ်ပါတယ်။မောင်မောင်လွင်ကကစားပွဲကိုမိနစ်90ကျော်မှအဝင်ရောက်ခဲ့ရတာပါ။ဒါကြောင့်မြန်မာပရိသတ်တွေကလည်းတခဲနဲ့အားပေးခဲ့ကြပါတယ်။အဲ့ဒီကွင်းကြီးထဲမှာဆိုရင်လည်းမန်ယူကိုအားပေးနေကြတဲ့မြန်မာပရိသတ်တွေကလည်းတဟုန်ထိုးတိုးတက်လာတာပါ။ကစားပွဲပြီးငန်ဒီအချိန်မှာမထင်မှတ်ထားလောက်အောင်ပဲမောင်မောင်လွင်ကအနိုင်ကိုကိုပိုင်ပိုင်နိုင်နိုင်သွင်းသွားနိုင်ခဲ့တဲ့အချိန်မှာတော့ မြန်မာတွေရဲ့မျိုးချစ်စိတ်တွေကထွက်ပေါ်လာခဲ့ရပြီးအရေးကြီးရင်သွေးနည်းတယ်ဆိုတဲ့အတိုင်းမန်ယူဝတ်စုံတွေဝတ်ထားသည့်တိုင်မမောင်လင်ကိုပဲအားပေးခဲ့ကြတာဖြစ်ပါတယ်လက်ရှိချိန်မှာတော့မမောင်လင်ကမန်ယူကိုအနိုင်ပိုင်ပြီးမြန်မာပြည်ကိုပြန်လာခဲ့တာဖြစ်ပြီးသူကိုယ်တိုင်ကလည်းမန်ယူပရိသတ်ဖြစ်ကြောင်းနဲ့အခုချိန်မှာဆိုရင်တော့သူတိတ်ကိုကြိုက်ခင်ရတယ်မန်ယူအသင်းကဘရူနိုရဲ့ဂျာစီကိုဝတ်ပြီးမြန်မာပြည်ကိုဂုဏ်ယူဝင်ကြွားစွာပြန်လာနိုင်ခဲ့တာပဲဖြစ်ပါတယ်သူအနေနဲ့လည်းမန်ယူကိုအခုလိုမျိုးအနိုင်ကုန်းသွင်းလိုက်နိုင်တဲ့အတွက်အရန်ကိုပျော်မိလို့ဒီနေ့အနိုင်ကုန်းသွင်းပြီးမနက်ဖြန် ံသင်ရမယ်ဆိုရင်တော့တီးပြောပါပြီလို့ပြောပြလာခဲ့တာပါပရိသတ်ကြီးနေရောမောင်မောင်လေးကိုအားပေးဖြစ်လာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပြီးခဲ့ပါအောင်ရှင်